မင်္ဂလာပါခင်ဗျာလေဘန်ရုတ်တန်ရဲ့စက်တင်ဘာလ25ရက်နေ့မနက်ခင်းသတင်းစီစဉ်ဒါရိုက်ထုတ်လွှင့်မှုကနေပြီးတော့ကြိုလိုက်ပါရစ်ဒီကနေ့မှတက်ဆက်ပေးသွားမယ့်သတင်းတွေကတော့ရွေးကောက်ပွဲဝင်ရောက်ရှင်ပြိုင်မှုတင်သွင်းထားတဲ့ကုသလေလောင်းတွေမှာပြည်ကမျိုးပါတီကလွှတ်တော်ကုသလေလောင်း1038ဦးနဲ့အများဆုံးဖြစ်တယ်ဆိုတဲ့သတင်း 7EU အလိုင်းရန်ရဲ့ဥဆောင်အဖွဲ့အစည်းအဝေးကျင်းပခဲ့ပြီး NCA စနစ်ပြည့်ပွဲအစည်းအဝေးနေနဲ့နိုင်ငံလုပ်ငန်းစဉ်ပြန်လည်သုံးသပ်ခြင်းအစည်းအဝေးဆိုင်ရာပုံသဘောထားတွေကိုချမှတ်ခဲ့တဲ့ဆိုတဲ့သတင်း။ဒါနဲ့ကမှပြည်တံချမှတ်ခံရတဲ့မြန်မာနိုင်ငံသား114ဦးကိုကောတောင်းမြို့ကိုပြန်ပို့ရတဲ့ဆိုတဲ့သတင်း။ပြည်တွင်းသမ္မတအီမန်ယူရယ်မက်ခရွန်ကပါလက်စတိုင်းနိုင်ငံကိုတရားဝင်အသိအမှတ်ပြုတယ်လို့ကုလသမဂ္ဂထွေထွေညီလာခံမှာကြေညာရတဲ့ဆိုတဲ့သတင်း။လာမယ့်နှစ်မှာရမဲဘောလွန်ဒေါ့ဆုရမယ်လို့ဖခင်ဖြစ်သူကြုံရတဲ့ဆိုတဲ့သတင်းဆက်သွယ်တဲ့ကိုတက်ဆက်ပေးသွားမှာဖြစ်ပါရယ်။ ပထမဆုံးသတင်းတစ်ပုဒ်အနေနဲ့ရွေးကောက်ပွဲဝင်ရရှင်ပြိုင်မှုတင်သွင်းထားတဲ့ကိုယ်စားလှယ်လောင်းတွေတင်းမှာပြည်ခံမျိုးပါတီကလွှတ်တော်ကိုယ်စားလှယ်လောင်း2018ခုနှစ်အများဆုံးဖြစ်တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။လာမယ့်ဒီဇင်ဘာလ28ရက်နေ့မှာစတင်ကျင်းပမယ့်ရွေးကောက်ပွဲကိုဝင်ရရှင်ပြိုင်ကြဖို့ပြည်အောင်စုချမ်းခါရည်နဲ့ဖွံ့ဖြိုးရေးပါတီဟာလွှတ်တော်ကိုယ်စားလှယ်လောင်း2018ခုနှစ်အများဆုံးတင်သွင်းထားတယ်လို့သိရပါဗျ။ 2025ခုနှစ်ဒသမ28ရက်မှာစတင်ကျင်းပမယ့်ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲမှာဝင်ရောက်ရှင်ပြိုင်ကြမယ့်နိုင်ငံရေးပါတီအသီးသီးနဲ့တသီးပုဂ္ဂလလွတ်တော်ကိုယ်စားလှယ်လောင်းတွေအနေနဲ့လွတ်တော်ကိုယ်စားလှယ်လောင်းအမည်စရင်တင်သွင်းတာကို2025ခုနှစ်စက်တဘာ6ရက်ကနေစက်တဘာ22ရက်အထိ တပ်ဆိုင်ရာကော်မရှင်အဖွဲ့ခွဲအသေးသေးမှအမည်စရင်တင်သွင်းခဲ့ကြရာနိုင်ငံရေးပါတီ58ပါတီနဲ့တတိပုဂ္ဂလလွှတ်တော်ကိုယ်စားလှယ်လောင်းအပါအဝင်ဝင်ရောက်ရှင်ပြိုင်နဲ့လွှတ်တော်ကိုယ်စားလှယ်စုစုပေါင်း4963ဦးအမည်စရင်တင်သွင်းခဲ့ကြရတယ်လို့ UEC ကစက်တမ23ရက်ကသတင်းထုတ်ပြန်ပါတယ်။ပြည်တော်စုတဝန်လုံးစည်းရုံးမဲ့နိုင်ငံရေးပါတီ6ပါတီတိုင်းဒေသကြီးပြည်내တစ်ခုအတွင်းစည်းရုံးမဲ့နိုင်ငံရေးပါတီ52ပါတီနဲ့တတိပုဂ္ဂလလွှတ်တော်ကိုယ်စားလှယ်လောင်းတွင်အမည်စရင်တင်သွင်းမှုတွေမှာပြည်တော်စုကြက်ခိုင်နဲ့ဖွံ့ဖြိုးရေးပါတီဟာပြည်သူ့ တော်အတွက်265ဦး အမျိုးသားလွှတ်တော်အတွက်156ဦး၊တိုင်းဒေသကြီးပြည်နယ်အတွက်969ဦး၊တိုင်းရင်းသားလူမျိုးများမဲဆန္ဒနယ်အတွက်28ဦး၊စုစုပေါင်း1018ဦးနဲ့အများဆုံးတင်သွင်းထားပြီးဒုတိယနေရာမှာပြည်သူ့လွှတ်တော်အတွက်182ဦး၊အမျိုးသားလွှတ်တော်အတွက်131ဦး၊တိုင်းဒေသကြီးပြည်နယ်အတွက်389ဦး၊တိုင်းရင်းသားလူမျိုးများမဲဆန္ဒနယ်အတွက်14ဦး၊စုစုပေါင်း694ဦးနဲ့တိုင်းရင်းသားစီလုံးညီညွတ်ရေးပါတီကရပ်တည်နေတယ်လို့ UEC ကထုတ်ပြန်ပါတယ်။ ပြည်သူ့ရှေ့ဆောင်ပါတီဟာစုစုပေါင်း682ဦးနဲ့တတိယနေရာမှာရပ်တည်လျက်ရှိကြောင်းစတုထနေရာမှာစုစုပေါင်း428ဦးနဲ့မြန်မာနိုင်ငံတောင်သူလယ်သမားဖွံ့ဖြိုးတိုးတက်ရေးပါတီပြင်စမနေရာမှာရှမ်းနဲ့တိုင်းရင်းသားများဒီမိုကရက်တစ်ပါတီကြားဖြူပါတီကရပ်တည်နေတယ်လို့ UEC ရဲ့ထုတ်ပြန်ချက်အရသိရပါတယ်။ UEC ရဲ့ထုတ်ပြန်ချက်အရပြည်သူ့ပါတီဟာစုစုပေါင်း932ဦးနဲ့စတုထနေရာမှာရပ်တည်လျက်ရှိတယ်လို့သိရပါတယ်။ တိုင်းဒေသကြီးပြည်내တခုအတွင်းစီယုံမဲ့နိုင်ငံရေးပါတီ52ပါတီအနေနဲ့ပြည်သူ့လွတ်တော်အတွက်203ဦးအမျိုးသားလွတ်တော်အတွက်213ဦးတိုင်းဒေသကြီးပြည်내အတွက်925ဦးတိုင်းသားလူမျိုးများမဲဆန္ဒနဲ့အတွက်19ဦးတတိပုဂ္ဂလတွေအနေနဲ့ပြည်သူ့လွတ်တော်အတွက်52ဦးအမျိုးသားလွတ်တော်အတွက်3ဦးတိုင်းဒေသကြီးပြည်နယ်အတွက်33ဦးတိုင်းသားလူမျိုးများမဲဆန္ဒနဲ့အတွက်8ဦးစုစုပေါင်း95ဦးတင်သွင်းထားရလို့သိရပါတယ်နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ 7EU Alliance ရဲ့ဥဆောင်ဖွဲ့အစည်းအဝေးကျင်းပခဲ့ပြီး NCA စနစ်ပြည့်ပွဲအစည်းအဝေးတွေနဲ့နိုင်ငံရေးလုပ်ငန်းစဉ်ပြည်နယ်သုံးသပ်ခြင်းအစည်းအဝေးဆိုင်ရာပုံသဘောထားတွေကိုချမှတ်ခဲ့တဲ့ဆိုတဲ့ကိုတင်ဆက်ပေးပါမယ်။ 7EU Alliance ရဲ့ဥဆောင်ဖွဲ့အစည်းအဝေးကျင်းပခဲ့ပြီး NCA စနစ်ပြည့်ပွဲအစည်းအဝေးတွေနဲ့နိုင်ငံရေးလုပ်ငန်းစဉ်ပြည်နယ်သုံးသပ်ခြင်းအစည်းအဝေးဆိုင်ရာပုံသဘောထားတွေကိုချမှတ်ခဲ့တယ်လို့ 7EU Alliance ကထုတ်ပြန်ခဲ့ပါတယ်။အဆိုပါ 7EU Alliance ရဲ့ 6မြင်ဆောင်2025ဦးဆောင်အဖွဲ့အစည်းအဝေးကို2025ခုနှစ်စက်တဘာ23ရက်မှာကျင်းပပြီးစီခဲ့ပြီးအစည်းအဝေးမှာဦးဆောင်အဖွဲ့အဖွဲ့ကောင်ဆောင်ဗိုလ်ချုပ်ကြီးရွက်စက်ဒုတိယအဖွဲ့ကောင်ဆောင်နိုင်အောင်မင်းနဲ့တကွအဖွဲ့ဝင်တွေအတွင်ရင်းမှုအဖွဲ့ဝင်တွေလုပ်ငန်းကော်မတီတွေရဲ့ညှိနှိုင်းရေးမှုတွေအကြံပေးနဲ့အထူးဖိတ်ကြားထားသူတွေတက်ရောက်ခဲ့တယ်လို့သိရပါတယ်။ဒီအစည်းအဝေးမှာလက်ရှိဖြစ်ထွန်းနေတဲ့နိုင်ငံရေးစီးရေးအခြေအနေတွေနိုင်ငံတကာအခင်းအကျင်းနဲ့ဖြစ်ပေါ်လာနိုင်ပွဲရှိတဲ့အလားအလာတွေကိုသုံးသပ်ဆွေးနွေးခဲ့တယ်လို့သိရပါတယ်။ ဒါပြင်2025ခုနှစ်အောက်တိုဘာ15ရက်နေ့မှာကြာရောက်မဲ့10နှစ်မြောက် NCA နှစ်ပတ်လည်နေ့အခမ်းအနားနဲ့အလုံးယုံဆွေးနွေးပွဲအစီအစဉ်တွေငြိမ်းချမ်းလုပ်ငန်းစဉ်ပြန်လည်သုံးသပ်ခြင်းအစီအစဉ်တွေအပေါ်အကြီးအလဲညှိနှိုင်းဆွေးနွေးခဲ့တယ်လို့သိရပါတယ်။ 7AO Alliance ရဲ့ဥဆောင်အဖွဲ့အစည်းအဝေးကြီးကနေ10နှစ်မြောက် NCA နှစ်ပတ်လည်နေ့အခမ်းအနားနဲ့အလုံးယုံဆွေးနွေးပွဲအစီအစဉ်တွေငြိမ်းချမ်းရေးလုပ်ငန်းစဉ်ပြန်လည်သုံးသပ်ခြင်းအစီအစဉ်များဆိုင်ရာပုံသဘောထားတွေကိုချမှတ်နိုင်ခဲ့ကြောင်းထုတ်ပြန်ကြမှာဖော်ပြထားပါတယ်။ နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ထိုင်းနိုင်ငံမှာပြစ်ဒဏ်ချမှတ်ခံရတဲ့မြန်မာနိုင်ငံသား114ဦးကိုကော့တောင်းမြို့ကိုပြန်ပို့ရဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ထိုင်းနိုင်ငံမှာပြစ်ဒဏ်ချမှတ်ခံရတဲ့မြန်မာနိုင်ငံသား114ဦးကိုကော့တောင်းမြို့ကိုပြန်ပို့ခဲ့တယ်လို့သိရပါဗျ။ထိုင်းနိုင်ငံတောင်ပိုင်း14ခရိုင်မှာအကြောင်းအမျိုးမျိုးကြောင့်ပြစ်ဒဏ်ကြခံခဲ့ရပြီးပြန်လည်လွတ်မြောက်လာတဲ့ မြန်မာနိုင်ငံသားအမျိုးသား123ဦးအမျိုးသမီး22ဦးစုစုပေါင်း144ဦးကိုစက်တမ23ရက်နေ့ကထိုင်းနိုင်ငံရန်နောင်းမြို့ကနေမြန်မာနိုင်ငံကော့တောင်းမြို့ကိုပြန်လည်ပို့ဆောင်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။ရေလန်းခရီးကနေပြန်လည်ရောက်ရှိလာတဲ့မြန်မာနိုင်ငံသားတွေကိုခရိုင်နဲ့မြို့နယ်တောင်ဝင်းရှိသူတွေကလက်ခံကြိုဆိုပြီးကျန်းမာရေးစစ်ဆေးတာ ကိုရင်းအချက်လက်တွေရယူတာဖန်ဝရံထုတ်ခံထားရသူတွေစစ်ပြေးရေးပြေးရဲဘက်ပြေးတရခံပြေးနဲ့အမြင့်မဲစီးရင်ဝင်သူတွေနိုင်ငံသားတွေရောနှောပါဝင်လာခြင်းရှိမရှိစစ်ဆေးတာမှတ်ပုံတင်ရှိသူတွေကိုစမတ်ကပ်ပြုလုပ်ပေးတာတွေဆောင်ရွက်ပေးတဲ့နောက်ဒေသခံတွေကိုမိဘဆွေမျိုးတွေထံအနှံပေးပြီးဒေသခံမဟုတ်သူတွေကိုနေရပြန်နိုင်ဖို့မော်တော်ယာဉ်တွေစီစဉ်ပေးခဲ့တယ်လို့သိရပါတယ်နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ပြင်သစ်သမ္မတအီမန်ဂျူရယ်မက်ခရွန်က ပါလက်စတိုင်းနိုင်ငံကိုတရားဝင်အသိအမှတ်ပြုတယ်လို့ကုလသမဂ္ဂထွေထွေညှိလာကမှာကြေညာရဆိုတဲ့တင်ကိုတက်ဆက်ပေးပါမယ်။ပြည်သက်သမရာအီမန်ယူရယ်မက်ခရွန်ကစက်တင်ဘာလ22ရက်နေ့ကကုလသမဂ္ဂမှာပါလက်စတိုင်းနိုင်ငံကိုတရားဝင်အသိအမှတ်ပြုခဲ့ပါတယ်။ဒါဟာဟန်ပြသဘောဖြစ်ပေမဲ့လည်းအထင်ကရလှုံ့ဆော်ချက်ကိုလှုံ့ဆော်ရမှာအစ္စရေးကိုအားခံပြီးပါလက်စတိုင်းနိုင်ငံကိုအသိအမှတ်ပြုတဲ့အနောက်နိုင်ငံတွေထဲမှာပြင်သစ်ပါဝင်လာခဲ့ပါတယ်။ ဣသရေးနဲ့ဣသရေးကိုအဓိကထောက်ခံသူအမေရိကန်တို့တက်ရောက်ခြင်းမရှိတဲ့ကုလသမဂ္ဂအထွေထွေညီလာခံမှာမိကုံးပြောကြားခဲ့တဲ့မက်ခရွန်ကဂါဇာစစ်ပွဲအဆုံးသတ်ရေးအတွက်တိုက်တွန်းခဲ့ပါတယ်။ကျွန်တော်တို့ဟာငြိမ်းချမ်းရေးကိုစုပ်ကိုင်လို့မရတော့တဲ့အနေအထားနဲ့အခိုက်အတန့်တစ်ခုအလန်းဝေးလာတာကြောင့်ငြိမ်းချမ်းရေးအတွက်အချိန်ကျနေပါပြီလို့မက်ခရွန်ကထွေထွေညီလာခံမှာပြောကြားတဲ့မိကုံးမှာထည့်သွင်းပြောကြားခဲ့ပါတယ်။ဟာမတ်စ်ကထိန်းသိမ်းထားတဲ့တရားခံတွေကိုပြန်လွှတ်ပေးဖို့အချိန်ရောက်နေပါပြီ။စစ်ပွဲကိုရပ်ဖို့ ဂါဇာကိုဘုံကျဲတိုက်ခိုက်နေတာတွေလူအစုလိုက်အပြုံလိုက်သေနေတာတွေနေရဆုံးခွာနေရတာတွေရပ်ဖို့အချိန်တန်ပါပြီလို့ပြင်သစ်သမ္မတကပြောကြားခဲ့ပါတယ်။ပြင်သစ်ဟာဂါဇာမှာအပြည့်ခန့်ရဲစေးရေးနဲ့တစားကန်အလုံးလွတ်မြောက်ရေးတို့မဖြစ်မလာမချင်းပါလက်စတိုင်းနိုင်ငံဆိုင်ရာပြင်သစ်တန်ရုံကိုဖွင့်မှာမဟုတ်ဘူးလို့မက်ခရွန်ကပြောကြားခဲ့ပါတယ်။ပါလက်စတိုင်းအာဏာပိုင်အဖွဲ့ကပြင်သစ်ရဲ့သမိုင်းဝင်ရဲရင်နဲ့ဆုံးဖြတ်ချက်ကိုထုတ်ဖော်အခြေကျခဲ့ပြီးပါလက်စတိုင်းကိုယ်စားလှယ်အဖွဲ့ကမက်ခရွန်ကိုမတ်တက်ရက်ပြီးဩဝါပေးခဲ့ပါတယ်။ ဗြိတိန်ဩစတြေးလျကနေဒါပေါ်တူဂီတို့ကစက်တမ21ရက်မှာပါလက်စတိုင်းနိုင်ငံကိုအသိမှတ်ပြုခဲ့ကြပါတယ်။ဝိုင်းတာချင်းခံရတဲ့ဂါဇာကမ်းမြောင်မှာရှိတဲ့ပါလက်စတိုင်းသားတွေကအသိမှတ်ပြုခံရတာကိုအောင်မွေးအဖြစ်ကြိုဆိုခဲ့ကြတယ်ဆိုပေမဲ့အစ္စရေးဝန်ကြီးချုပ်ဗန်ဂျမင်နေတန်ယာဟုကတော့ပါလက်စတိုင်းနိုင်ငံဘရောမတည်ရှိလာလိမ့်မှာမဟုတ်ဘူးလို့တုံ့ပြန်ခဲ့ပါတယ်။ကုလသမဂ္ဂအဖွဲ့ဝင်193နိုင်ငံထဲကအနည်းဆုံး145နိုင်ငံကအခုအခါပါလက်စတိုင်းနိုင်ငံကိုအသိမှတ်ပြုထားပါတယ်။ နောက်ဆုံးသတင်းတစ်ပုဒ်အနေနဲ့လာမယ့်တက်မှာယမဘောလွန်ဒေါ်ဆုရမယ်လို့ဖခင်ဖြစ်သူကြုံသွားတယ်ဆိုတဲ့တင်ကိုတက်ဆက်ပေးပါမယ်။2026ဘောလွန်ဒေါ်ဆုကိုဘာစီလိုနာအသင်းကစပိန်တက်စစ်ကစားသမားယမဲစခုရရှိမယ်လို့ဖခင်ဖြစ်သူကကြုံသွားခဲ့ပါတယ်။ အခုနှစ်ဆိုအတွက်ဥစမန်ဒမ်မီလီကတောင်းလျှောက်ရေပန်းစားခဲ့ပေမဲ့စုပေးဝဲမတိုင်ခင်မှာရမားရရှိမယ်လို့ကောလဟာလသတင်းတချို့လည်းထွက်ခဲ့ပါဗျ။ဖခင်ဖြစ်သူမူနီယာကဒီစုဟာကြီးကျယ်ခမ်းနားတယ်လို့ကျွန်တော်ယူဆပါရယ်။လူရဲ့ခံရတာတော့မဟုတ်ပါဘူး။ဒါပေမဲ့လူသားတို့အနေနဲ့ကြီးမားတဲ့နာကျင်မှုဖြစ်ရပါဗျ။ဘာလို့လဲဆိုတော့လာမင်းရမားက လက်ရှိကမ္ဘာအကောင်းဆုံးကစားသမားလို့ကျွန်တော်ယုံကြည်ပါတယ်။အဲ့ဒီအတွက်လည်းအားသာချက် များစွာရှိပါတယ်။ကျွန်တော်သာဖြစ်လို့မဟုတ်ပါဘူးလို့ပြောခဲ့ပါတယ်။ရမားဟာဘလွန်တီယောစုပေးပွဲကိုမိသားစုဝင်များစွာနဲ့တက်ရောက်လာခဲ့တာဖြစ်ပါတယ်။သူ့အနေနဲ့ဘလွန်တီယောစုမရခဲ့ပေမဲ့နှစ်ဆက်တနှစ်အောင်လူငယ်အကောင်းဆုံးဆုဖြစ်တဲ့ကိုပါထရော်ဖီကိုတော့နှစ်နှစ်ဆက်တိုက်ဆုခိုးနိုင်ခဲ့ပါတယ်။2018ခုနှစ်ကစတင်ချီးမြှင့်တဲ့ဒီဆုကိုနှစ်ကြိမ်ရရှိတဲ့ပထမဆုံးကစားသမားအဖြစ်လည်းမှတ်တမ်းဝင်ခဲ့ပါတယ်။ 11ရုပ်တင်ရဲ့မနက်ပိုင်းသတင်းစီစဉ်ကိုတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်ကြည့်ရှုနားဆင်ပေးကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ရှိပါတယ်ခင်ဗျာ